သဗ္ဗမင်္ဂလာဂါထာခောဒီဝါတပတိဂါထာတို့ကိုမယုတ်ဖက်မပူဇော်ခင်ဤဒီဝါတပတိဂါထာတို့ဖြစ်ပေါ်လာပုံအကြောင်းထုတ်ဘက်ကိုအနည်းငယ်မြရှင်းပြပါဦးမည်တရင်ကျော်လာပြီမဟာဘဝရဏအခါတော်နေ့မှာတောလကထထာမြတ်စွာဘုရားသည်ဝိသံဃာကျောင်းမှာကြီးဆောက်လို့လူတန်းအပ်သောပုဗ္ဗာယုံကျောင်းတော်ကြီးမှာ ။တရင်သုံးပုံမူစဉ်ညနေချမ်းခါကာလတမယဝေကောသလရှင်ဘရင်ဒီမေဝတန်းစာရီစင်မြန်လို့ကျောင်းတော်တို့ကြွချီလာခဲ့ပါတယ်။အဲ့ဒီအချိန်ကကအနောက်ရက်တို့နေလုံးကြီးကဝင်လူစဲစဲအရှိရကနေပြီးတော့လာမင်းကြီးကလည်းပဲထွက်ပေါ်စပြုတ်လာတဲ့အခါဖြစ်ပါတယ်။ အဲဒီခံမှာယဟန်တို့ဤချမ်းယံပြီးတော့မြစ်စွာဘုရားကလည်းပဲတန်ခမယိတ်တအလင်မှာသတင်းသုံးတော်မူပါလေပရိသတ်အဆုံးမှာကာလူဒာယီလို့အမည်ရှိတဲ့ယန္တာမထေမြတ်တပါးကဇန်သမာဘတ်ဒီဝင်စားပြီးတော့သတင်းသုံးတော်မူပါလေအဲ့ဒီချိန်ခါမှာအရှင်အာနန္ဒာကိုရောမြတ်ကအရှိရကနေထွက်ပေါ်လာစလာမင်းကြီးရဲ့တင့်တယ်ပုံ အနောက်ရက်သို့ဝီလူစင်းစင်းနေမင်းကြီးရဲ့တင့်တယ်ကုန်ပေးသက်ဒီချမ်းရင်ပြီးတော့မြို့တန်းစားတွေဝစ်စီထားတဲ့ကိုတလရှင်ဘရင်ရဲ့တင့်တယ်ကုန်တန်ကပရိဒတ်အစုံမှာဇန်သမားတပတ်ဒီဝင်စားပြီးတော့ဒရင်းတုံးမိတဲ့အရှင်ကာလူတာကြီးမထေမြတ်ရဲ့တင့်တယ်ကုန်ကိုကြည်ပြီးတော့တပံမြတ်စွာဘုရားဤ တင့်တယ်ဘုံကိုကြည်လိုက်တဲ့အခါမှာအလုံးစုံသောပုဂ္ဂိုလ်လေးဦးတို့ထံမြတ်စွာဘုရားဤတင့်တယ်တပ်ပေတော်မူပုံကသာလျှင်တန်လွန်နေဆိုတာကိုစိတ်ဝယ်နှစ်ချိုက်သဘောပိုက်ကမြတ်စွာဘုရားကိုရှောက်ထားပါတယ်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားနိမင်းကြီးရဲ့တင့်တယ်ဘုံလာမင်းကြီးရဲ့တင့်တယ်ဘုံရှင်ဘယင်ရဲ့တင့်တယ်ဘုံ ဇန်တမာပတ္တိဝင်စားနေတဲ့ကာလုဒာယီမထေမြတ်ရဲ့တင့်တယ်ဘုံတို့ထက်မြတ်စွာဘုရားရှင်ဤတင့်တယ်တပ်ပေတော်မူပုံကတန်လျင်တန်လူနေဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားတန်ရှောက်ကြားလို့ဘုံတော်ကြီးမှာမြတ်စွာဘုရားကအာနန္ဒာနိမင်းကြီးသည်ဤအခါမှာတန်လျင်တင့်တယ်နိုင်တယ်လာမင်းကြီးသည် ညအခါမှသာလျင်တင့်တယ်နိုင်တယ်ရှင်ဘရင်ကလည်းပဲမင်းတို့တန်းစားတွေဝိစင်ထားတဲ့အခိုက်ခါမှသာလျင်တင့်တယ်နိုင်တယ်ယန္တာရှင်မြတ်တွေကလည်းပဲဇန်သမာပတ်ဝင်စားမှသာလျင်တင့်တယ်နိုင်တယ်ငါဘရင်ကတော့အခါခသိန်းတကူငါမျိုးဖြစ်တင့်တယ်တော်မူတယ်လို့မိတ်တော်မူပြီး ဒီကာရကိုမိတ်တော်မူပါတယ်အဲ့ဒီချင်းကစပြီးဒီဝါတပတိဂါထာရေလို့ဖြစ်ပေါ်လာပါတယ်ဤဒီဝါတပတိဂါထာကိုဘာဖြစ်လို့တပ္ပမင်္ဂလာဂါထာလို့အငြိပေးထားတာလဲဆိုရင်ဒီဘုံနိုင်ငံဘာတိကရာဇာလို့အငြိရှိတဲ့မင်းတော်အုပ်ချုပ်နေစဉ်အခါကာလ မဟာဇီဒီတော်ကြီးမှာဘုဒ္ဓပူဇာတဲ့ဝင်ဆင်းရင်လေအဲ့ဒီချိန်မှာရှင်ဘရင်ကသူ့ရဲ့ဆရာဖြစ်တဲ့မင်းဆရာကုံနာကြီးကိုယရနာ၃ပါးနဲ့မလွတ်တဲ့အောင်ဂါထာတပုဒ်ကိုရုပ်ဘတ်ပူဇော်ပါလို့တိုက်တွန်းတဲ့အခါမှာပုံနာကြီးကပိဋကတ်၃ခုကိုမှွေနောက်ကြည့်လိုက်တဲ့အခါမှာ ဒီဒီဝါတပတိဂါထာတော်ကိုမြင်ပါတယ်အဲ့ဒီအချင်းခါကာလကအဲ့ဒီမဟာဇေဒီတော်ကြီးကိုပူဇော်နေတဲ့အချင်းခါကလည်းပဲနင်းမင်းကြီးကဝင်းလူစဲစဲလာမင်းကြီးကထွက်ပြူစားစဲစဲဟောရှင်ဘရင်ကလည်းပဲမူးမမိတ်တန်ကြီးချမ်းရမ်းပြီးတော့မဟာဇေဒီကြီးမှာစုဝင်နေတယ်ယဟန်တန်ဃာတော်အရှင်သူမြတ်တွေကလည်းပဲ မဟာဇေဒီကြီးမှာမဟာဇေဒီရဲ့ရင်ပြင်းတော်ပပတ်လင်မှာအတိအတိတရင်သုံးနေတော်မူတဲ့အခိုက်ဖြစ်လို့အလုံးစုံသောပုဂ္ဂိုလ်တွေထက်မဟာဇေဒီတော်ကြီးကတန်းလျင်ပုံပြီးတော့တင့်နေတယ်ဆိုတဲ့အကြောင်းကိုလက်အုပ်ချီးမိုးလို့မဟာဇေဒီတော်ဘက်ကိုလက်အုပ်ချီးမိုးလို့ဒီကာထာတော်ကိုရွတ်ဆိုတော်မူပါတယ်ဒီကာရာရွတ်ဆိုလို့အပြည့်မှာ ဘာတိကရာဇာရှင်ဘရင်ကပုံနာကြီးကိုပြောတယ်။အော်ပုံနာကြီးမင်းချင်းမြောက်ထားတဲ့လက်အုပ်ကိုမချနဲ့အောင်ဆိုပြီးတော့အကြံဉာဏ်တထောင်ရှိတဲ့ငွေထုပ်ကိုပုံနာကြီးရဲ့လက်တော်ထဲကိုထည့်ပြီးတော့ရှင်ဘရင်ကချီးမြှောက်ပါတယ်။အဲ့ဒီချိန်ကဆက်ပြီးတော့ဒီဝါတပတိဂါထာတော်ကိုအောင်ဂါထာတပ္ပမင်္ဂလာဂါထာအပြင် ရန်စီတံရတွေအောင်းနိုင်စီးပွားလက်လာပါတွေတိုးတက်စေနိုင်တဲ့ဂါထာရေလို့နာမပြည့်ညက်ခဲ့ကြပါတယ်။ဒါကြောင့်ဒီဒီဝတ္တပတိဂါထာတော်ကိုနေ့စဉ်ညစဉ်တနေ့ကိုးခေါက်တော်၎င်းမိမိရဲ့အသက်စိတ်တော်၎င်းရွတ်ဖတ်ပူဇော်တရစင်းနေဆိုရင်အလုံးစုံသောကောင်းကျိုးချမ်းသာမင်္ဂလာတွေပြည့်စုံနိုင်တယ်။ ။ဒါကြောင့်တပ္ပမင်္ဂလာဂါထာလို့ခေါ်တဲ့ဒီဝါတပတိခါရကိုနေ့စဉ်ညစဉ်ပူဇော်ကြပါလို့တိုက်တွန်းမှုပြုပါတယ်။နမောတတဗဂဝန္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တာဒီဝါတပတိအာဒေသောရတ္တိမာပါတိစန္တိမာ တဏ္ဍောခတ္တိယောတဝတိဇာယိတဝတိပြမနောအထသဝမောရတိံဘုံတော်တဝတိဒေဇတာဒါတိတံဒေဇတံဗန္နံဘုဒ္ဓံဝန္တာမိအာတရံနမဂရာနုဘာဝိနသဗ္ဗေပုရိန္တုသင်္ကပ္ပံ ဒီဝါတပတိအာဒီဇောရတ္တိမဘာတိဇန္တိမတန္တတောခတ္တိယောတပတိစာယိတပတိဗျာမနောအထသဝမောရတိံဘုံတောတပတိဒေဇတာတာတိတံဒေဇတံဗန္နံဘုဒ္ဓံဝန္တာမိအာဒရံ နမဂရာနုဘာဝေနာတဗေပုရိန္တုနေကဗံဒီဝါတဝတိအာတိသောရတ္တိမပါတိဇန္တိမတန္တတောခတိယောတဝတိစာယီတဝတိမြာမနောအထသဝမောရတိဘုဒ္ဓောတဝတိဒေဇတံ တာတိတံတိဇတံပနံဗုဒ္ဓံဝန္တာမိအာဒရံနမဂရံဥပဝေနာတဗ္ဗေပုရိန္တုသင်္ကပံဒီဝါတဝတိအာဒီသောရတ္တိမပါတိဇန္တိမတန္တတောခတ္တိယောတဝတိစာယီတဝတိမြမနော အထသဝမောရတိံဘုဒ္ဓောတပတိတိဇတံတာတိတံတိဇတံဗန္နံဘုဒ္ဓံဝန္တာမိအာတရံနမဂရမူပါဝေနာတဗ္ဗေပုရံတုသင်္ကပ္ပံဒီဝတဝတိအာတိသောရတိမဘာတိစန္တိမ တန္တလောခတိယောတပတိစာယိတပတိမြမနောအထသဝမောရတိဘုတောတပတိဒေဇတံတာတိတံဒေဇတံဗန္နံဘုဒ္ဓံဝန္တာမိအာတရံနမဂရနုဘဝေနာတဗေပုရိန္တုနေကပံ ဒီဝါတပတိအာဒီဇောရတ္တိမဘာတိဇန္တိမတန္တတောခတ္တိယောတပတိစာယိတပတိဗျာမနောအထတဝမောရတိဘုံတောတပတိဒေဇတာတာတိတံဒေဇတံဗန္နံဘုဒ္ဓံဝန္တာမိအာဒရံ နမဂရနုဘဝေနတဗ္ဗေပုရံတုမေကဗံဒီဝါတဝတိအာတိသောရတ္တိမပါတိဇန္တိမတန္တတောခတ္တိယောတဝတိစာယိတဝတိဗျာမနောအထသဝမောရတိဘုဒ္ဓောတဝတိဒေဇတံ တာတိတံတိဇတံဗနံဗုဒ္ဓံဝန္တာမိအာဒရံနမဂရမှုဘာဝေနာတဗေပုရံတုနေကဗံဒီဝါတဝတိအာဒေသောရတ္တိမပါတိဇန္တိမတန္တတောခတိယောတဝတိစာယီတဝတိမြမနော အထကဝမောရတိဘုံတော်တပတိဒေဇတာတာတိတံဒေဇတံဗန္နံဘုဒ္ဓံဝန္တာမိအာဒရံနမဂရနုဘာဝေနာတဗ္ဗေပုရိန္တုသင်္ကပံဒီဝါတပတိအာဒီဇောရတ္တိမဘာတိစန္တိမ တန္တတောခတိယောတပတိစာယိတပတိမြမနောအထသဝမောရတိံဘုတောတပတိဒေဇတံတာတိတံဒေဇတံဗန္နံဘုဒ္ဓံဝန္တာမိအာတရံနမဂာရ ानु ဘာဝေနာတဗေပုရိန္တုနေကပ္ပံ အာဒိသောနိအခာတွင်နိဗ္ဗယမြေရောင်ကြီးတထောင်မကဆောင်သည်ထုံပြောင်းထိန်လင်းရှင်နေမည်သည်ဒီဝံအမောင်းကင်းပြောင်းအလင်းရောက်လာနိအခာ၌သာလျင်တပတိနိအခာတွင်နိဗ္ဗယင်ကနေစဉ်လာအောင်အလားဆောင်ကတင့်တယ်တောက်ပါနိုင်ပါ၏ စန္ဒီမာအာဃဝေဟင်ထကောင်းကင်၌ပျော်ပိုင်ခြင်းများခါစားဝွန်ယံစေလျံဘာဝင်းဝေလမင်းကြီးသည်ရတိန်အလင်းကွယ်ပြောက်အမောင်ရောက်လာညာအခါ၌တာလျင်အာဝတိညာခါတွင်ညာဘယင်ကညာစင်လောင်အလားဆောင်ကတင်တယ်တောက်ပါနိုင်ပါ၏ ခတယတိုင်းပြည်အုပ်ချုပ်မင်းလုပ်ရဲ့မင်းအရှင်သည်တဏ္ဍုံစိန်ရွှေငွေကြောင့်ထိန်တောက်ဆံပြဗရမ ्या စသည်အလီလီတိန်ချုံအလုံးစုံများစွာတန်ဃာတင့်တဲ့စင်ရဲ့ခြေသာအလဝိစဉ်နေအင်စစ်သည်အင်္ဂါညီလာချံရမသာလျင်တပတိ မင်းကြတဲ့မတ်မပြေအောင်ရှဲဝေကောင်းစွာတင်းတဲတောက်ပါနိုင်ပါပြီဗျာမနောမကောင်းမှုဆိုအကုသိုလ်များပေခွာထသည်ထိုးချအမှန်ယံတာခေါ်ဆို မြတ်ပုဂ္ဂိုလ်သည်ဇာယီအာရမနုလက္ခဏုဟုနံမူကွဲပြဇံသမာပတ်ဝင်စားမှသာလျင်တပတိ ယံကြက်ကရင်မမပြောင်းဆွေဝီကောင်းစွာတင့်တယ်တောက်ပါနိုင်ပါပြီအထာနိလဘယင်ရှင်ယံတာထိုလေးပြဆိုတင့်တယ်သမှုတုထံဘုံတော်သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားတင့်တယ်ကိုရိုတိုင်းသိမြင်တော်မူသောသုံးလောက ထိုတာမြတ်စွာဘုရားသည်တေဇာတာ သီလကုဏပညာပုံညာဓမ္မပြေပြုမြတ်တကိုဖြင့်တဗ္ဗမောရတိအလုံးစုံစင်းစင်နေခြင်းတို့ကာလဘလုံးတဗ္ဗတိဖယားကြတရင်မမပြောင်းရှက်ဝေကောင်းစွာတင့်တယ်တောက်ပါတော်မူပါ၏တာတိတံဒေဇဓမ္မနံထိုကဲ့သို့သော တကူတော်တို့နှင့်ပြည့်စုံတော်မူသော ဗုဒ္ဓံသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားတင်တင်ကိုရတိုင်းသိမြင်တော်မူသောသုံးလောကဒေါထအမျက်စွာဘုရားကိုအာဒရံကိုယောစိတ်ပါကျွနှူယသည်စွာဝနာမီကုံတော်ထုံဝံပုံတော်မှန်လျက်ချီးမွမ်းထောမနာပနာညိုလျောလက်စုံမူကား ရှေခိုးကရောပါဤမြတ်စွာဘုရားနမဂါရနုဘာဝေနာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဤတင့်တဲ့တပည့်ပုံထိုအလုံးစုံသောဂုံတို့ကိုယုံကြည်မြတ်သောရှေခိုးရသောကုသိုလ်အစွမ်းတတ္တိအ ాను ဘောရောကြောင့်တပည့်ကျွေးမြေသောအလုံးစုံဂုံသောသင်္ကပ္ပ စေဝေတောင်းတာကောင်းမြတ်တဲ့အကျံစီမှန်တော်များတို့သည်ပုရင်တုတဏိတ္တာဒီလာကေတုမမဘုံသည်တိုးတက်ပြေဆုံးနိုင်ကြပါစေကုန်တည်း